အမေရိကန်ကပြည်နှံတံပေးလိုက်သူ10ဦးဒီကနေ့အောက်တိုဘာ6ရက်မနက်ပိုင်းမှာအာဖရိကတိုက်က Eswatini နိုင်ငံကိုရောက်ရှိလာတယ်လို့အစိုးရတာဝန်ရှိသူတွေကပြောပါရယ် Trump အစိုးရဟာအာဖရိက9နိုင်ငံထက်မနည်းနဲ့လျှို့ဝှက်သဘောတူညီချက်ရယူပြီးတဲ့နောက်ဇလိုင်လကစလို့အမေရိကမှာတရားမဝင်နေထိုင်ပြီးတော့ပြစ်မှုကျူးလွန်သူတရားဝင်နေထိုင်ခွင့်ရထားပေမဲ့နိုင်ငံသားမဖြစ်သေးတဲ့ရာဇဝတ်မှုကျူးလွန်သူပေါင်း40ထက်မနည်းကို အဲ့ဒီနိုင်ငံတွေစီပို့ဆောင်ခဲ့ပါတယ်လူ့ခွင့်ရေးအဖွဲ့တွေနဲ့ Trump အစိုးရစန့်ကျင်သူတွေကတော့ဒီအစီအစဉ်ကိုကန့်ကွက်နေတာပါပြည်နေရန်ပေးခံရသူတွေကို American ပြည်ထောင်စု Louisiana ပြည်နယ် Alexandria မြို့ကနေတဆင့် Puerto Rico, Senegal, Angola နိုင်ငံတွေကနေတဆင့် Eswatini ကိုပို့ဆောင်ခဲ့တာလို့ပြည်နေရန်ပေးခံရသူ Vietnam နှစ်ဦးရဲ့ရှေ့နေက AP သတင်းဌာနကို ပြောပါရယ်ဇလိုင်လလေတုန်းက Eswatini ကိုပို့ဆောင်ခံရတဲ့ Cuba, Laos, Vietnam ယေမန်နိုင်ငံသား၄ဦးကတော့လုံခြုံရေးအမြင့်ဆုံးတင်းကျပ်ထားတဲ့ မက်ဆာဖာအချင်းထောင်မှာချုပ်နှောင်ခံထားပြီးအခုချိန်အထိသူတို့ပေါ်ဆွဲချက်တင်ထားတာမျိုးမရှိသေးဘူးလို့ VNN ရှင်းနေတန်ငွေကပြောပါရယ်လွန်ခဲ့တဲ့မေလတုန်းကလည်းအမေရိကန်ပြည်ထောင်စုအတွင်းရာဇဝတ်ပြစ်မှုကြီးကျူးလွန်သူရှစ်ဦးတောင်ဆူဒန်နိုင်ငံကိုပို့ဆောင်ခဲ့ရမှာမြန်မာနိုင်ငံသားကျော်မြနဲ့ညိုမြင့်တို့လည်းပါဝင်ပါရယ် Iowa ပြည်နယ်မှာနေထိုင်တဲ့ကျော်မြဟာအသက်၁၂နှစ်အောက်ကလေးငယ်တဦးအပေါ်လိမ်ပိုင်းဆရာကျူးကျော်ဆော်ကားခဲ့တာဖြစ်ပြီးတော့နီဘရတ်စကာပြည်နယ်မှာနေထိုင်တဲ့မြန်မာနိုင်ငံသားညိုမြင့်ဟာ အသက်၃နှစ်အရွယ်ဉာဏ်ရည်သာရှိတဲ့အသက်၂၆နှစ်အရွယ်စိတ်ကျန်းမာရေးချို့တဲ့သူတဦးကိုမရင်းကျင့်ခဲ့တာပါကျွန်တော်အောင်ဆွေပါ